န်ညူကလီးယားစက်ရုံနေရာများ၌ထိခိုက်ပျက်စီးမှုအလွန်များပြားနိုင်သည်ဟုကုလညူကလီးယားစောင့်ကြည့်ရေးအဖွဲ့အကဲဖြတ်ခန့်မှန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရန်ရဲ့ဖော်ဒရိုညူကလီးယားစက်ရုံနေရာထွေမှပေါက်ကွဲစေနိုင်သောပစ္စည်းအများပြားနဲ့တုံခေါင်းမှုထမ်းမခံနိုင်သောယူရေနီယံထုတ်လုပ်ရေးဆက်တလက်များကြောင့်မြေအောက်ပိုင်းမှာပျက်စီးမှုအလွန်များပြားနိုင်တယ်လို့ကုလသမဂ္ဂညူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကတင်လာနေမှာကြေညာလိုက်ပါတယ် ဖော်ထုမှာကျွမ်းပေါက်တွေဖြစ်နေတာဟာမြေကြီးဖောက်နိုင်တဲ့ကြည်လက်နက်တွေကြောင့်ဆိုတာကိုညွှန်ပြနေတယ်လို့နိုင်ငံတကာနျူကလ িয়ার စွမ်းအင်အေဂျင်စီ IAEA ညွှန်ကြားရေးမှူးချုပ် Rafi Grossi ကဖော်ပြထားပါတယ်ဖော်ထူမြေရောက်ထိခိုက်ပျက်စီးမှုကို အခုအချိန်မှာ IAEA အပါအဝင်ဘဒူကားမှပြည်ဝအခဲမပြတ်နိုင်သေးဘူးလို့ Grossi ကပြောပါတယ် အစပါဟန်ယူကရီးယားစက်ရုံနေရာမှာဆိုရင် အခြားအဆောက်အုံများလည်းထိခိုက်ထားသလိုယူရေနီယံပြောင်းလဲထုတ်လုပ်ရေးနယ်ဆက်ဆက်သားတွေလည်းပါဝင်နေပါထိဒါအပြင်တပ်စင်ထုတ်လုပ်ထားရာပစ္စည်းများတိုးလောင်းထိလှိုင်းကောင်းဝင်ပေါက်တွေလည်းထိမှန်ထားပါထိ နောက်တန်းစထုတ်လို့ရေးဆက်ယုံနေရမှာ Fluence and Richmond Plan ဆက်ယုံဆိုရင်မြေကြီးဖောက်ကြီးလက်နက်တွေ ထိမှန်ခဲ့ပါထိနေရအလုံးမှာတက်ရောက်ကြီးပမာဏမြင့်တက်ခြင်းမရှိဘူးလို့ Iran က IAEA ထံတင်ပြထားပါထိ IAEA အကြီးအကဲကတန်တမန်ရေးရာအတွက်လမ်းကြောင်းရှိသေးချောင်းမဟုတ်ရင်ပျက်စီးမှုကမထင်မှတ်လောက်တဲ့အခြေအနေရောက်သွားနိုင်ချောင်းပြောတော့ပါထိလို့သိရပါထဲရှင်။